အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ပရိသတ်တွေကို ဖော်ပြပေးချင်တာကတော့ဇနီးမယားရှာဖွေဖို့ခက်ခဲလာတဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်ဒီနိုင်ငံတွေမှာနေထိုင်သူတွေယနေ့နဲ့တော့မိမာရာကိုအတော်လေးကိုခက်ခဲလာတာကြောင့်အချစ်ကိုရှာဖွေဖို့အတွက်ဆိုရင်ယောက်ျားတွေအနေနဲ့လုံအောင်ကိုမသွားတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်နံပါတ်၁ကာတာအရှိအလေပိုင်းကအရှိန်အံကျွေးဝပြီးချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာတာကတော့ဒီစီရင်ရဲ့အထိတ်ဆုံးမှာရှိပါတယ်ကာတာမှာရှိတဲ့အမျိုးသားနဲ့အမျိုးသမီးဦးရေကိုအချိုးကျကြည့်မယ်ဆိုရင် အမျိုးသား3.41ဦးမှာမှာအမျိုးသမီး2ဦးသာရှိပါတယ်ဒါတခြားနိုင်ငံတွေကနေရွှေပြောင်းလုပ်သားတွေအများအပြားဝင်ကြောက်လာတာကြောင့်လည်းဖြစ်ပါတယ်ကာတာနိုင်ငံမှာရှိတဲ့ လုံသား94ရာခိုင်နှုန်းဟာရွှေပြောင်းလုံသားတွေဖြစ်ပြီးအများစုက အမျိုးသားတွေဖြစ်ပါတယ်။ဒါကြောင့်ကာတာနိုင်ငံမှာဇနီးမယားရှာမယ်ဆိုရင်တော့အတော့ကိုခက်ခဲမှာဖြစ်ပါတယ်။နံပါတ်1 UAE 20ရာစုကို ပြန်သွားကြည့်မယ်ဆိုရင် UAE ဟာတင်းငန်နိုင်ရနဲ့တန်ငါရွာတွေအများစုတာရှိတဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့ဂျီနန်ရှာဖွေတွေးရှိပြီး မယုံနိုင်တော့အောင်ချမ်းသာကြွေးဝပြီးတိုးတက်ပြောင်းလဲသွားတဲ့နောက်အခုဆိုရင်ကဘာလဲခကြီးသွားတွေကိုအစွဲဆောင်နိုင်ဆုံးနိုင်ငံတနိုင်ငံဖြစ်နေပါပြီနိုင်ငံရဲ့လူဦးရေ84ရာခိုင်နှုန်းဟာနိုင်ငံရခြားကနေလာရောက်နေထိုင်ကြသူတွေဖြစ်ပါတယ်ဒါပေမဲ့ UAE နိုင်ငံသားအများအပြားကတော့နိုင်ငံထဲမှာစင်ကယ်မျိုးသမီးရှားပါတာကြောင့်အချစ်ကိုရှားဖို့အတွက်နိုင်ငံကနေထွက်ခွာသွားကြပါတယ်နံပါတ်3တရုတ် ကမ္ဘာပေါ်မှာလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံမှာတော့အမျိုးသားဦးရေဟာအမျိုးသမီးဦးရေထက်တန်း40လောက်ပိုများနေပါတယ်။ဒါဟာသူတို့ကိုယ်တိုင်ဖန်တီးခဲ့တဲ့ပြဿနာလေးဖြစ်ပါတယ်။တရုတ်လူမျိုးတွေဟာမိန်းကလေးထက်ယောက်ျားလေးကိုပိုပြီးတမိုးထားတဲ့အယူအဆကြောင့်ပိုဝင်က မိန်းကလေးဖြစ်နေခဲ့ရင်ဖြစ်ချတာမျိုးတွေ လိမ်ပိုင်းဆိုင်ရာဗတ်လိုက်မှုတွေရဲ့နောက်ဆက်တွေအကျိုးဆက်တွေပါချွေးရွာတွေမှာဆိုရင်အမျိုးသားအမျိုးသမီးအကြီးအကျယ်အတွက်ကွာခြားမှုကပိုပြီးကြီးမားပါတယ်ဒါကြောင့်တရုတ်နိုင်ငံသားတွေဟာခိနီးချင်းနိုင်ငံတွေကအမျိုးသမီးတွေရဲ့နှလုံးသားတွေကိုတင်ပိုက်ဖို့ချိုးပန်းလာပါတော့တယ်နံပါတ်၄ဂရိဂရိနိုင်ငံဟာတစ်ချိန်ကပြင်တဲ့ UK စားတဲ့ဥရောပနိုင်ငံတွေကိုသွားမဲ့ရှေ့ပြောင်းနေထိုင်သူတွေအတွက်လိုအပ်တာတွေကို ဝန်ဆောင်မှုပေးတဲ့တဆင့်ခံနေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တစ်နှစ်ပတ်လုံးတာယာလှပတဲ့ယာရီဦးတို့အထွေထွေသုံးပုံပစ္စည်းတွေရဲ့ဈေးပေါ်မှုအဆတာတွေကြောင့်ခြားနိုင်ငံတွေကိုရွှေ့ပြောင်းနေထိုင်တဲ့သူတွေဟာသူတို့ရဲ့အစီအစဉ်ကိုပြောင်းလဲပြီးဂရိနိုင်ငံမှာပဲအခြေချနေထိုင်လိုက်ကြပါတယ်။ဒီထဲကအများစုကအမျိုးသားတွေဖြစ်နေတာရဲ့ မျိုးသားအမျိုးသမီးလောကလာစာကွာဟမှုကြောင့်နိုင်ငံတွေကအမျိုးသမီးတွေအနေနဲ့တခြားဥရောပနိုင်ငံတွေကိုသွားရောက်နေထိုင်အလုံးလုံးနေကြတာရဲ့ကြောင့်ဂရိနိုင်ငံမှာတဖြည်းဖြည်းအမျိုးသမီးရှားပါလာတာဖြစ်ပါတယ်။နံပါတ်5အီဂျစ်အီဂျစ်နိုင်ငံဟာအာရဗ်ကမ္ဘာမှာလူဦးရေထူထပ်များပြားဆုံးနိုင်ငံဖြစ်ပါတယ်။အီဂျစ်နိုင်ငံဟာအမျိုးသမီးတွေကိုရိုးရာထုံးနှံအစဉ်လာအတိုင်းအိမ်တွင်းမှုတွေနဲ့သာပျော်မွေးတဲ့ဘဝမှာနေထိုင်မှု လိုလားတဲ့လူဖွဲ့စည်းတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဤချင်းအမျိုးသမီးအများစုကတော့သိပ္ပံစီးပညာဥပဒေစားတဲ့ level တွေမှာဝင်ရောက်လုံးလုံးကင်လို့တဲ့စံသားရှိသူတွေဖြစ်ပါတယ်။အဲဒီအချက်ဟာဤချင်းနိုင်ငံကအမျိုးသမီးတွေကိုအခြားတိုးတက်ပြီးကြားမတန်းလို့ခွင့်ရေးရှိတဲ့နိုင်ငံတွေသို့သွားရောက်ဖို့တောင်းအားပေးနေတဲ့အချက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဤချင်းနိုင်ငံသားတွေဟာအထူးကြံတဲ့နှလုံးသားတွေနဲ့တာနိုင်ငံတွေမှာကြံ့ရင့်နေကြရပါတယ်။